။မမောင်လင်တီးလွန်လိုက်လို့အာဆီယံမှာပါဖလားလက်မဲ့ဖြစ်သွားတဲ့ United ။ဗိဒမြလုံးမိမိလာများတနအိုင်မတ်ကွန်ရှင်ကိုအေဂျင့်ကနေပြန်လဲဆိုလိုက်ပါရင်အာဆီယံအောက်စားတင်ကတော့ဖိတ်ခေါ်ဖလားကိုအပိုင်တွေ့ပြီးဒီအားဖြင့်ဖလားလက်မဲ့ဖြစ်တော့ဘူးလို့တွက်ဆနေတဲ့ဂိမ်းဖန်တွေကိုယဉ်ခံအောင်လုပ်ပေးလိုက်ပြီးပဲဖြစ်ပါရင်အော်စတာတို့ဖလားယူဝန်ယူနေအမော်ရင်ကိုတင်ကြားပေးခဲ့တာဖြစ်တယ်လို့မြန်မာကစားသမားမော်လင်ကလည်းဂါနာချွန်းနဲ့ဝိုင်လန်တို့ကိုလူကျွန်းထောင်ချောက်ဖောက်ကျွတ်ပြီးဂိုလမနဲ့တူချင်းအတွေ့မှာဘလို့အဆုံးသက်ရမလဲဆိုတာသင်ပေးသွားခဲ့တာဖြစ်ပါရင် ဒီအသင်းကဟာကဟေးလို့ပြောတော့မှဖြစ်တယ်လို့မမလင်တီးလွှတ်လိုက်လို့ဖလားလက်မဲ့ဖြစ်သွားတယ်လို့ဆိုရတော့မှဖြစ်ပါရင်တရားဒီလုံးပန်ရှုံးနေသမျှအာဆီယံရောက်တုံးနိုင်မယ်မရှိဘူးအာဆီယံလေးပဲမှာပါလာရှုံးနေတာဖြစ်ပါရင်ဥရောပမှာကန်လဲရှုံးအမေရိကမှာကန်လဲရှုံးအာရှမှာလဲရှုံးအာဆီယံမှာလဲရှုံးဆိုလို့ဖြစ်နေတာဖြစ်ပါရင် ယူနိုက်တက်တို့အာဆီယံမှာလာကန်လဲရှုံးပွဲဆက်နေအောင်မယ်အနေထားတော်ဖြစ်နေပါပြီဒီပလာလေးရရင်ဖလားလဲမဖြစ်ဘူးဘာညာဆင်ញေပေးလို့ရစရာဖြစ်ပေမယ့်အခုတော့ဆင်ញေပေးစရာမကြအောင်ဖြစ်သွားကြတာဖြစ်ပါရင်ပြပုံကလည်းမောင်လင်းရဲ့တလုံးတဲသောကိုးနဲ့ရှုံးနေဆိုတော့ပေါ်တော်မပြောစရာဖြစ်သွားပါရင်စကွန်စင်ဖန်နေအနေနဲ့မောင်လင်းကိုးသွင်းလို့ရှုံးတဲ့အသင်းဆိုပြီးပြောစမှတ်တွင်စရာဖြစ်သွားတော်ဖြစ်ပါရင်မောင်လင်းကတော့မြမလေးရင်စင်တဲ့တမိုင်းတစ်လျှောက်ဥရောပထိပ်တန်းကလပ်မန်နိုက်တက်အသင်းဘက်ကိုကိုးသွင်းနိုင်တဲ့ပထမဆုံးမြမကစားသမားအဖြစ်မှာမှတ်တမ်းဝင်သွားကြတာဖြစ်ပါရင်မောင်လင်းအတွက်ဆိုရင်လည်းကစားသမားပေါ်အတွက် အမှတ်တရအခိုင်အကျန်တစ်ခုကိုပိုင်းဆိုင်သွားမှာပဲဖြစ်ပါရင်မြန်မာကစားသမားအတူတည်းပါလို့စတဲ့ဦးသားဆိုရင်တော့ United တို့အခုတက်သည့်ဂိုးသွင်းရနိုင်ခြင်းရှိနေပါရင်မြန်မာကစားသမားတွေဖလားမရဘူးတိတာ final မှာ United နဲ့မတွေ့သေးလို့လို့ဆိုရတော့မှာဖြစ်ပါရင်ဒီဘက်ကမင်းညားကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ဘူကေဂျာလီအားစားကွန်းထဲမှာကျင်းပခဲ့တာပါ United ကိုအာဆီယံကကစားသမားကောင်းတွေစုပေါင်းဖွဲ့စည်းထားတဲ့အာဆီယံအော်စတာအသင်းနဲ့ဖိတ်ခေါ်ပလာလုပ်စီတာဖြစ်ပါရင်ပွဲထွက်လို့စင်မှာမော်လင်ဖာခဲ့ပေမဲ့ဒုတိယမြန်မာတော့လူစားဝင်ခွင့်ရရှိခဲ့ပါရင်ဒီလိုနဲ့ပွဲချင်းဒုတိယပိုင်း80မိနစ်မှာမြန်မာလေးရင်စင်ကစားသမားမော်မော်လင်ဟာလူကျော်ထောင် ကြောက်ကိုချိန်သားကိုက်ဖောက်ထွက်ပြီးအာဆီယံအော်စတာအသင်းအတွက်ဥစားကိုအသွင်ပေးခဲ့ပါတယ်။ပွဲမီချိန်အထိမော်မော်လင်ရဲ့အသွင်ကိုတကုတ်နဲ့အာဆီယံအော်စတာအသင်းအားတင်းတီတို့ကိုနိုင်ရရှိခဲ့တာဖြစ်ပါတယ်။မော်မော်လင်ဟာဒုတိယပိုင်း54မိနစ်မှာလာအိုကစားလမအစားလူစားဝင်ကစားလာခဲ့ပြီးဒီပွဲရဲ့နှလုံးတဲသောအနိုင်ကိုကိုအသွင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါအောင်မြန်မာဘောလုံးသမိုင်းတစ်လျှောက်အင်္ဂလန်ထိပ်တန်းကလပ်ယူနိုက်တက်ကိုမြန်မာလေးရင်စင်ကစားမအတူကဂိုးသွင်းနိုင်တဲ့မှတ်တမ်းလေးဖြစ်ပါတယ်။ United အသင်းကအခုအခြေဆန်းပွဲအတွက်ကစားသမား32ဦးထိခေါ်ဆောင်လာခဲ့တာဖြစ်ပြီး Academy ကစားသမား9ဦးလည်းပါဝင်တယ်လို့သိရပါတယ်။ ASEAN All Star အသင်းကိုတော့နီးပြားဖြစ်ဖြစ် BNL ရဲ့စင်နဲ့ U23 အသင်းကိုကိုင်းတွင်နေတဲ့ Korea လူမျိုးနီးပြား KSN စစ်ကဆောင်ရတာဖြစ်ပါရင် ASEAN All Star အသင်းအတွက်ကစားသမားတွေကို ASEAN နိုင်ငံတွေရဲ့လက်ရွေးစင်အမျိုးသားအသင်းတွေကကစားသမား20ဦးရွေးချယ်ခဲ့တာဖြစ်ပါရင်မလေးရှားကစားသမား9ဦး၊ Thai VN ကစားသမား4ဦးစီနဲ့ ကမ္ဘောဒီးယားကစားမ2ဦးစင်ကာပူဖိလစ်ပိုင်လာအိုမြန်မာရှေးတီမောကကစားမတွေကတဦးစီပါဝင်ပါတယ်မြန်မာကတော့မြန်မာလေရင်စင်သင်းကောင်းဆောင်မောင်လင်းပါဝင်ပြီးသူကလက်ရှိထိုင်းလီကလန် left hand warrior မှာကစားနေတာဖြစ်ပါတယ် united ဟာလာမဲ့ပွဲမှာဟောင်ကောင်တင်းနဲ့ချေဆန်းမှာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါမြန်မာဖြူလီကလောက်ပါပဲနောက်နေ့မှာလည်းအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ